စားတင်ပြီးဟောကြားပေးမှာကတနင်္ဂနွေသာသမီတွေအတွက်ဖြစ်ပါတယ်ဗျာတနင်္ဂနွေသာသမီတွေအနေနဲ့ဒီရဘတာကလာတဲ့မှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြာကတမွန်လို့ခေါ်တဲ့နမိတ်ကပြာကြီးစိုးနေပါတယ်တမွန်လို့ခေါ်တဲ့နမိတ်ကပြာကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္ဂနွေသာသမီတွေနဲ့ဒီကလာတဲ့မှာလုံးဝမထင်တိုင်းမပေါက်တာမျိုးကိုကဘလောက်ကြီးပဲအားထည့်ပြီးလှုပ်လှုပ်စူးစားပြီးလှုပ်လှုပ်ကိုလုံးဝမအရာတွေကအရာသိမ့်မရောက်တဲ့အခြေအနေမျိုးတွေနဲ့ကြုံရတတ်တယ်။အဲ့တော့ဒီလိုကာလာထဲမှာတဲတော့ကလမ်းညွန်ထားတဲ့အရာကတနင်္ဂနွေသာသမီနေဒီကာလာထဲမှာအရင်မလုံနဲ့ လုံလဲထင်တိုင်းမပေါက်တဲ့အနေထားမှာအရင်လှုပ်ဆောင်တာမျိုးကိုတော့ရှောင်ရှားတင်တယ်။ပေါ့တော့အချိန်နေကုန်တယ်၊လှုပ်အားတွေကုန်တယ်၊ငွေရင်းနဲ့လူဆိုငွေတွေကုန်တယ်နော်။အဲ့ဒါမျိုးတွေနဲ့အချင်းီးဖြစ်စေတတ်တဲ့အတွက်ဒီကာလာထဲမှာတဲတော့ကလမ်းညွှန်ထားတာငင်ငင်လေးနေ။ငင်ငင်လေးနေပြီးတော့ကိုယ့်ရဲ့ဝိညာဉ်ကိုသတိထားစောင့်ကြည့်ဖို့တဲတော့ကလမ်းညွှန်ထားတယ်။ကိုယ့်ကိုဘယ်သူကလိုလားတယ်၊ဘယ်သူကမကောင်းကြံတယ်၊ဘယ်အရာတွေကိုတော့ငါလှုပ်တင်တယ်၊ဘယ်အရာတွေတော့မလှုပ်တင်ဘူးအဲ့လိုမျိုးပတ်ဝန်းကျင်ကိုသတိထားစောင့်ကြည့်တင်တဲ့ကာလာ။ ဒီကလာထဲမှာတနင်္ဂနွေသားသမီးတွေနဲ့တက်နိုင်သလောက်ခန့်ညင်ညင်လေးနေပါပြီးတော့ပတ်ဝန်းကျင်ကိုသတိထားစောင့်ကြည့်ပါပြီးတော့တနင်္ဂနွေသားသမီးဝန်ထမ်းတွေအခြေခံလူတန်းစားတွေအနေနဲ့လုပ်ငန်းခွင်ထဲမှာကြောက်ချခံရတတ်တယ်အလုပ်ထဲမှာကိုကဘယ်လောက်ကြီးပဲမှန်နေမှန်နေကိုကိုကြောက်ချတာမျိုးတွေဖြစ်တတ်တယ်ကာလဖြစ်တဲ့အတွက်သတိပြုဖို့လိုပါတယ်ကိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုရင်တော့ဒီကလာထဲမှာငွေကြေးပြိပခါလေးပေါ်ပေါက်တတ်တယ် ငွေချင်းနဲ့ပတ်သက်ပြီးဆက်တူကိစ္စတွေဆိုရင်ဆက်တူလှုပ်ဆောင်နေတဲ့သူတွေဆိုပို့တော်သတိထားဖို့လိုပါတယ်။ကိုယ့်ရဲ့ဆက်တူ share သမားတွေရဲ့ဟိုငွေချင်းလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရတာတွေအဲ့ဒီလိုအပ်ချက်တွေရဲ့အတွက်ကိုခေါင်းခဲရတဲ့ကာလဖြစ်ပါတယ်။ပြီးတော့ပညာရေးကိစ္စ interview ကိစ္စဖြည့်ဆိုမဲ့သူတွေအနေနဲ့ဒီကာလထဲမှာပညာရေးနဲ့ပတ်သက်ရင်ကိုယ်ရည်ရွယ်တဲ့လမ်းကြောင်းကိုမပြောက်သွားဖို့အရေးကြီးပါတယ်။ကိုကအရင်ကရည်ရွယ်ထားတာတစ်မျိုးတကယ်တကယ်က ဟိုပဝင်းရင်ကြောင့်ပဲဖြစ်စေမိတ်ဆွေကြောင့်ပဲဖြစ်စေမိသားစုကြောင့်ပဲဖြစ်စေတခြားလမ်းကြောင်းလေးတွေကိုချိန်သွားရတာမျိုးအဲ့လိုမျိုးအဖြစ်မခံပါနဲ့နော်ဒီကလာတဲ့မှာမိမိရဲ့အနေနဲ့ကိုရည်ရထားတဲ့ပညာရေးလမ်းကြောင်းကိုပဲခက်မှန်မှန်ရှောင်လန်းဖို့လိုပါတယ်အလုပ်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်တော့ခဏခဏအချိန်ချင်းစ조사ပေးဖို့လိုပါတယ်ဒီကလာတဲ့မှာတစ်ချိန်တစ်ခါနဲ့အစဉ်ပြေဖို့တော့အရန်ကိုခဲရင်တဲ့ကာလဖြစ်ပါတယ်ပြီးတော့တနင်္ဂနွေသားသမီး နိုင်ငံခြားတော်မယ်လို့ကြံရထားတဲ့သူတွေအနေနဲ့နိုင်ငံခြားကိစ္စတွေကအားလုံးအစဉ်ချောပြီးကာမအပြီးသက်မှာပြဿနာပေါ်ပေါက်တတ်ပါတယ်အဲ့ဒါကသတိပြုဖို့လိုပါတယ်ကိုယ်အနေနဲ့ပြဿနာပေါ်ပေါက်နိုင်တဲ့အခြေအနေတွေကိုဖြစ်နိုင်ရင်အဲ့ဒါတွေကိုတေချာစီစစ်ထားဖို့လိုတယ်ရှောင်ရှားထားဖို့လိုပါတယ် ပြီးတော့တနင်္ဂနွေသားသမီးငွေချင်းနဲ့ပတ်သက်ပြီးစွန်စားလောက်ကင်နေတဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာရာဂိုင်းနှုန်း40လောက်ပဲကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးလုပ်လို့လည်းမတင်သလိုဖြစ်နိုင်မယ်ဆိုရင်လုံးဝမလုပ်တင်သေးတဲ့ကာလလည်းဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့နှလုံးအားနေတာမျိုးနှလုံးနဲ့ပတ်သက်တဲ့ဝေနာလေးတွေကူးဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူတနင်္ဂနွေသားသမီးတွေအနေနဲ့အခြေရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာကိုချစ်သူနဲ့ကိုနဲ့ကြားမှာအပေးယူအရန်ကိုညီညွတ်မြတ်တာနေမဲ့ကာလဒီကာလထဲမှာတယောက်နဲ့တယောက် အရင်နဲ့မတူဘဲနဲ့တယောက်ကပါဆိုတာနဲ့တယောက်ကလည်း okay ဆိုပြီးသားပဲအဲ့လိုမျိုးတွေဖြစ်နေတဲ့ကာလပါဒီကာလကကြော်ရှင်းဖို့ကောင်းတဲ့ကာလပါပဲပြီးတော့အိမ်အောင်တဲ့တနင်္ဂနွေသားသမီးတွေအနေနဲ့ကဒီတစ်ပတ်တာကာလတွေမှာငွေကြေးအချင်းငါကိစ္စတွေကပြဿနာပေါ်ပေါ်ပြီးတော့အိမ်အောင်ရေးမှာအနေငယ်ပြိပခါပေါ်ပေါ်တက်ပါတယ်ထီထုံးမယ်ဆိုရင်တော့တနင်္ဂနွေသားသမီးတွေနဲ့ရှင်းနဲ့၃ညကို ပေါအောင်ထိုးပေးပါ ရရအနေနဲ့ကတော့ငှက်လွတ်တာမျိုးငှက်အစာကျွေးတာမျိုးပြုလုပ်ပြီးတော့မိမိရဲ့လိုရင်းစံတာတွေကိုလေးလေးနက်နက်တောင်းစုပြပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတနင်္ဂနွေသာသမီတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကတနင်္လာသာသမီတွေအတွက်ဖြစ်ပါတယ်ဗျာ တနင်္လာသားသမီးတွေနဲ့ဒီရဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြာက justice လို့ခေါ်တဲ့နမိတ်ကပြာကြီးစိုးနေပါ justice လို့ခေါ်တဲ့နမိတ်ကပြာကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္လာသားသမီးတွေနဲ့ဒီကာလာထဲမှာမိမိအနေနဲ့ဖြစ်နိုင်မယ်ဆိုရင်ဆုံးဖြတ်ချက်တွေကိုအလောကြီးမဆုံးဖြတ်ဖို့လိုသလိုဒီကာလာထဲမှာ ပဝင်းကျင်ရဲ့သွေးထိုးခြင်းတွေပဝင်းကျင်ရဲ့သွေးဆောင်ခြင်းတွေအဲ့ဒီအရာတွေနောက်ကိုမလိုက်ပါမိဖို့အရေးကြီးတဲ့ခါလာဒီခါလာထဲမှာတရင်နာအသာသမီးတွေအနေနဲ့ကိုယ့်ကိုပဝင်းကျင်ရနေပြီးတော့ဟိုဟာလောက်ပါလားဒီဟာလောက်ပါလားဟိုဟာပိုကောင်းတယ်ဒီဟာမကောင်းဘူးအဲ့ဒါမျိုးတွေနဲ့သွေးဆောင်ခြင်းတွေသွေးထိုးခြင်းတွေအဲ့ဒါတွေလာလိမ့်မယ်အဲ့ဒီအရာတွေနောက်ကိုမပါဖို့အရေးကြီးတယ်မိမိရဲ့လက်ရှိရည်တည်နေတဲ့အနေထားလေးမှာပဲငြိမ်ငြိမ်တက်တက်လေးနေထိုင်ဖို့လိုတယ်ကိုကအဲ့ဒီအရာတွေကိုဟိုချိန်းတာတွေကူးပြောင်းတာတွေအဲ့လိုမျိုးတွေမလုပ်တင်သေးတဲ့ကာလ ိုကမှလမ်းကြောင်းတစ်ခုကိုရှောင်းနေတယ်ဆိုတော့အဲ့ဒီလမ်းကြောင်းအတိုင်းလေးပဲရှောင်းဘယ်သူကပဲဘာပဲပြောပြောလမ်းကြောင်းတွေတွေးဖက်မသွားဖို့ဒီအကြည့်ပါတယ်ပြီးတော့တင်းလာသားမီးဝန်ထမ်းတွေအခြေခံလူအန်းစားတွေအနေနဲ့လုပ်ငန်းဝင်ထဲမှာယာရုတိုးဆောင်မွက်တွေဝင်ဖြည့်ထားတာမျိုးယာရုတိုးဘက်အတွက်အခွင့်အလမ်းတွေစောင့်ဆိုင်းနေတဲ့သူတွေအတွက်တည်င်းစကားမကောင်းတာမျိုးတွေကြားတတ်တယ်ဒီကလာထဲမှာယာရုတိုးဆောင်မွက်တွေဆိုရင်လည်းကိုမပါတာမျိုးဒါပေမဲ့တစ်ဖက်ကနေပြီးတော့ဘာကောင်းလဲဆိုရင်အဲရာဓုတိုးတာထက်ပိုကောင်းတဲ့ နေရာထိုင်ခင်းတွေနေရာဌာနတွေအခွင့်အလမ်းကောင်းတွေအဲ့အမျိုးတွေကိုတစ်ဖက်ကရရှိဖို့ရှိတဲ့ကာလဖြစ်ပါတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကဲ့နေတဲ့တင်းလာအသားသမီးတွေနေဒီတစ်ဖက်တာကာလတွေမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာကနေပြီးတော့ငွေကြေးခက်မြမြဝင်လာဖို့ရှိသလိုခက်မြမြပြန်ထွက်เสียအကြောင်းလဲပေါ်လာဖို့ရှိပါတယ်အဲ့ဒါကိုတော့သတိပြုဖို့လိုပါတယ်ပြီးတော့တင်းလာအသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင် နိုင်ငံခြားနဲ့ဆက်ဆက်တဲ့နေရာမျိုးတွေကပညာသင်ယူခြင်းတွေမှာအားကောင်းပြီးတော့အလောက်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်တော့ရှင်းနေတဲ့မိတ်ဆွေအပေါင်းအသင်းတွေကိုအကူအညီတောင်းဖို့လိုအပ်ပါတယ်ဒီကလာထဲမှာတိုင်းနာသားသမီးတွေနဲ့နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေဆိုရင်ကြံ့ညာနေဖို့ရှိပါသေးတယ်ငွေချင်းနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့သူတွေအနေနဲ့ကဒီဘက်တာကလာထဲမှာရာခိုင်နှုန်းက50 50ဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ဖြစ်နိုင်မယ်ဆိုရင်မလုပ်သင့်သေးတဲ့ကာလပါပဲကျမိုင်းနဲ့ပတ်သက်ရင်တော့တိုင်းနာသားသမီးတွေနဲ့ လေနဲ့ပတ်သက်တဲ့ဝင်လာလေးတွေကြီးဆိုင်ပြီးကိုလိုအပ်ပါတယ်။ငယ်ရွယ်သူတိုင်းလာသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ကိုယ့်ချစ်သူရဲ့ကိုယ့်အပေါ်ကိုနည်းနည်းအနိုင်ကျင့်တယ်လို့မျိုးထိ ंछ ုတ်ခံရတာမျိုးအရန်ပင်ပန်းနေတယ်လေ။အဲ့ဒီအတွက်တယောက်နဲ့တယောက်ဟိုအစီမကတ်တယ်လို့ပြဿနာပေါ်တယ်လို့အဲ့လိုမျိုးလေးဖြစ်ဖို့ရှိပါတယ်။အဲ့ဒါတွေကိုအတက်နိုင်ဆုံးတီးခံပြီးတော့ဖြတ်တန်းဖို့လိုအပ်ပါတယ်။ပြီးတော့အိမ်အောင်တဲ့တိုင်းလာသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလတည်းမှာအိမ်အောင်ရေးမှာ ချက်ချင်းမြတ်တာကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်။ထီထိုးမယ်ဆိုရင်တော့တနက်အသားသမီးတွေနဲ့သုံးနဲ့တစ်ကိုပေါအောင်ထိုးပေးပါ။ရေရအနေနဲ့ကိုယ့်ရဲ့အိမ်ဖေးကမှလက်ဖက်ရည်တစ်ခွက်ဖျားကိုလှူဒန်းဆက်ကပ်ပေးပါ။လက်ဖက်ရည်ဆိုတဲ့အရာထဲမှာ ready made ထုတ်မရဘူးเนาะ။တကယ်ကိုစိုင်မှာဖြော်တဲ့လက်ဖက်ရည်မျိုးအဲ့ဒီလက်ဖက်ရည်ကိုဖျားကိုလှူဒန်းဆက်ကပ်ပေးပါ။အဲ့ဒီလိုပြုလုပ်လိုက်မယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရရှိစေမှာဖြစ်ပါတယ်ဗျာ။အခုဟောကြားပေးသွားတာက တနင်္လာသာသမီတွေအတွက်ဖြစ်ပါတယ်ဗျာ။ဖတ်မှန်ပြီးဟောကြားပေးမှာကအင်္ဂါသာသမီတွေအတွက်ဖြစ်ပါတယ်ဗျာ။အင်္ဂါသာသမီတွေနဲ့ဒီရဘတာကလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တာကဝိယောဖော်ကျွန်းလို့ခေါ်တဲ့နမိတ်ကတ္တာကြီးစိုးနေပါတယ်။ဝိယောဖော်ကျွန်းလို့ခေါ်တဲ့နမိတ်ကတ္တာကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါသာသမီတွေနဲ့ဒီကလာထဲမှာပညာရေးနောက်ငွေကြေးနောက်အဲ့ဒီနှစ်ခုနောက်ကိုလိုက်ရင်းနဲ့အချိန်နေကုံသွားတတ်တဲ့ကာလအဓိကလာတဲ့မှာတကယ်ကိုလိုရမယ့်အရာမဟုတ်တဲ့နောက်ကိုလိုက်မိရင်းနဲ့အချိန်ကိုတတ်တဲ့ကာလ ဲ့ဒီလိုက်မိတဲ့အရာကလည်းဘယ်အရာလဲဆိုရင်ပညာရေးရဲ့ငွေကြေးရဲ့နှစ်ခုအဲ့နှစ်ချက်ကြောင့်เนาะကိုကပုံမှန်အလုပ်တစ်ခုကိုလှုပ်ဆောင်နေတယ်အဲ့ဒီအလုပ်ကကိုကကိုပုံမှန်လုပ်နေတဲ့အလုပ်အဲ့ဒီအလုပ်မှာပဲအားထည့်ရမယ့်အရာကိုတခြားမိတ်ဆွေပေါင်းတွေကနေဟဲ့ဟိုနားအိမ်လေးလေးလမ်းထိပ်ကအိမ်လေးအယောင်းဝယ်ကိစ္စနင်းသိတယ်မလားအဲ့ဒီအိမ်ပိုင်ရှင်နေနဲ့မဝယ်သူရှိတယ်အဲ့ဒီကိစ္စလေးလိုက်လို့လိုက်ရင်ငါတို့ချက်ချင်းဒီကလာထဲမှာငွေလေးရသွားမယ်အဲအဲ့ဒါမျိုးနဲ့ကိုယ့်အလုပ်ကိုလောဆယ်ထားတာကြတယ်အောင်ထားပြီးဟိုအလုပ်ကိုသွားအောင် အဲ့လိုမျိုးငွေကြေးနောက်ကိုအဲ့လိုကိစ္စမျိုးနဲ့လိုက်ရင်းနဲ့တကယ်တကယ်အချိန်ကုန်တော့ကိုယ်အလုပ်လည်းပြတ်တယ်ဟိုအလုပ်ကလည်းမဖြစ်ဘူးပညာရေးဆိုရင်လည်းအဲ့ဒီသဘောမျိုးပဲကိုကပတ်သက်ရှာမယ်ဟာကိုယ်အလုပ်ကိုပုံမှန်လုပ်ရမယ်ဟရာအဲ့တော့ကိုအဲ့ဒီအလုပ်ကိုမလုပ်ဘဲနဲ့ဘယ်တင်နန်းကောင်းတယ်ဘယ်ကျောင်းဝင်သွားတတ်မယ်အဲဒီကတော့ငါတို့အနာဂတ်အတွက်အလားလားရှိရဲဆိုပြီးတော့အဲ့တင်နန်းနေပညာသင်ယူနေရတဲ့အချိန်ကုန်တော့လက်ရှိအလုပ်မှာအာမထည့်ဖြစ်တာမျိုးအဲ့တော့ဒီကလာထဲမှာအင်္ဂါသာသမီတွေနေနေတဲ့ အစောကတက်တော့ငွေချေးပညာရေးအဲ့ဒီနှစ်ချက်ကြောင့်ကိုယ့်ရဲ့အလုပ်ပိုင်းဆိုင်ရာမှာလေဟာမှုတွေလိုအပ်ချက်တွေဖြစ်သွားတတ်ပါတယ်ပြီးတော့ဝန်ထမ်းတွေအခြေခံလူရန်စားတွေနဲ့ဒီဒီဘက်တာကာလာထဲမှာအလုပ်ထဲမှာပုံမှန်လေးပဲလုပ်နေဖို့လိုပါတယ်ပုံမှန်လေးလုပ်နေဖို့လိုတဲ့အရာကိုအရင်ကြီးအားထည့်ပြီးလုပ်တာပဲဖြစ်ဖြစ်ကောင်းမှုမလုပ်ဘဲနဲ့ရက်တန်းလိုက်တာပဲဖြစ်ဖြစ်အဲ့ဒါမျိုးတွေကိုမလုပ်တင်နေတဲ့ကာလပါပုံမှန်လုပ်နေတယ်ဆိုရင်အလုပ်ထဲမှာအဆင်ပြေဖို့ရှိပါတယ်အစောပြောတဲ့အဆုံးထွက်လိုက်မယ်ဆိုရင်တော့ ဆင်မပြေမှုတွေဖြစ်လာတတ်ပါတယ်။ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့အင်္ဂါသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းဝင်ရဲ့ကိုယ်အနေနဲ့မျက်နာလွှဲထားတာမျိုးယုံကြည်ရတာမျိုးသူတို့ရဲ့တစ္ဆာဖောက်ခြင်းကိုခံရတတ်ပါတယ်။အဲ့ဒါကိုသတိပြုဖို့လိုအပ်ပါတယ်။ပြီးတော့အင်္ဂါသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆုံမဲ့သူတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာပညာရေးကိစ္စတွေကတော့မလုံဆောင်တင်နေတဲ့ကာလဖြစ်ပါတယ်အလောက်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်တော့ ရင်းနှီးတဲ့သူတွေကိုပဲအခုညီတောင်းပါလုံးဝကိုအစိမ့်တက်တက်နဲ့အလုတ်သွားလျှောက်တာမျိုးတွေကရှားဖို့ခဲရင်ပါတယ်ပြီးတော့အင်္ဂါတော်မီနိုင်ငံရှားတော်မယ်လို့ကြံရထားတဲ့သူတွေအနေနဲ့မူဝါဒပိုင်းဆိုင်ရာပြဿနာလေးတွေပေါ်ပေါက်တက်ပါတယ်သတိပြုဖို့လိုပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလုတ်ကန်နေတဲ့သူတွေအနေနဲ့ကတော့ဒီဘက်သာကလာတဲ့မှာငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကန်ခြင်းတွေကချီးငားရတာမျိုးငွေကြေးအရန်လိုအပ်တာမျိုးအဲ့ဒီလိုအကြောင်းတရားမျိုးတွေပေါ်ပေါက်တက်တာမျိုးဖြစ်တဲ့အတွက်ဖြစ်နိုင်မယ်ဆိုရင်ငွေကြေးပိုင်းဆိုင်ရာစွန်စားလုတ်ကန်ခြင်းတွေကို လက်ဆောင်ထားတဲ့ကာလာလည်းဖြစ်ပါတယ်။ပြီးတော့အင်္ဂါသမီးအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလာထဲမှာအမြင့်ကနေပြီးတော့ခြေခောက်လဲတာမျိုးတွေခြေတော်ထိခိုက်ဒဏ်ရာရတာမျိုးတွေအဲ့လိုမျိုးတွေသတိပြုဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူအင်္ဂါသမီးတွေအနေနဲ့ကတော့အခြေရင်နဲ့ပတ်သက်ရင်ကိုယ်ရင်ထဲမှာဟိုအရန်ကိုပူလောင်နေတာမျိုးခံစားနေရတာမျိုးအဲ့ဒီအရာကိုတစ်ဖက်ကိုပြောပြလို့မရတာမျိုးကိုယ့်ချစ်သူကနားလည်းမပေးနိုင်တာမျိုးကိုတယောက်တည်းပဲအဲ့ဒီဒုက္ခတွေအဲ့ဒီ ခံစားမှုတွေကိုရင်ထဲမှာပိုက်တင်ရတာမျိုးအဲ့လိုမျိုးတွေနဲ့ဖြတ်တန်းရဖို့ရှိတဲ့ကာလဒါကအခြေရေပြီးတော့အိမ်အောင်တဲ့အင်္ဂါသမီးတွေအနေနဲ့ကတော့အိမ်အောင်ဘက်ကြောင့်စိတ်ဆင်းရတတ်တယ်အိမ်အောင်ဘက်ကဟိုနောက်ွယ်မှာမရှင်းမရှင်းကိစ္စမျိုးတွေအဲ့ဒီလိုမျိုးသတင်းစကားတွေဟိုကိုယ်အနေနဲ့တန်တရားရှိစရာတွေအဲ့လိုမျိုးတွေကြောင့်အများတန်းပင်ပန်းပြီးစိတ်ဆင်းရတတ်တဲ့ကာလဖြစ်ပါတယ်ထီထုံးမယ်ဆိုရင်တော့အင်္ဂါသားသမီးတွေအနေနဲ့9နဲ့2ကိုပေါအောင်ထိုးပေးပါရေရေအနေနဲ့ကတော့ ကိုယ်အိမ်အနီးနားမှာရှိတဲ့ကိုဝင်ဆောင်တဲ့ဒါမှမဟုတ်ရင် ကိုထက်အတက်ရွယ်ကြီးတဲ့သူသူတို့ကိုစေဝါအနေနဲ့လှူဒန်းဌာနပြုပေးပါအဲ့ဒါဆိုရင်ကိုစီကိုကောင်းသောကံတရားဤတာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကအင်္ဂါသာသမီတွေအတွက်ဖြစ်ပါတယ်ဗျာထပ်မံပြီးဟောကြားပေးမှာကဗုဒ္ဓဟူးသာသမီတွေအတွက်ဖြစ်ပါတယ်ဗျာ ဘုရူတန်မီရနဲ့ဒီတစ်ပတ်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကတ္တကထာဝရလို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေပါတယ်။ထာဝရလို့ခေါ်တဲ့နမိတ်ကတ္တကြီးစိုးနေတာဖြစ်တဲ့အတွက်ဘုရူတန်မီရနဲ့ဒီကာလာထဲမှာစွန်စားပြီးလောရတဲ့အရာတွေကိုလုံးဝကိုလက်ဆောင်တင်တယ်။အလောင်းစားဆန်းဆန်းလုံးဝကိုကိုယ့်ဘက်ကနေပြီးစွန်စားပြီးလောရမယ်။ ဒီຢာကဖြစ်ရင်တော့ကိုယ့်အတွက်ကောင်းတယ်မဖြစ်ဘူးဆိုရင်လုံးဝကိုအဆင်မပြေနိုင်တဲ့အခြေအနေမျိုးတွေအဲ့ဒီလိုအလုံးမျိုးတွေကိုလုံးဝရှောင်ရှားတင်တဲ့ကာလဖြစ်ပါတယ်ပြီးတော့ဗုဒ္ဓဥဒ္ဓမီဝန်ထမ်းတွေအခြေခံလူရန်စားတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာလုပ်ငန်းဝင်ထဲမှာကိုယ့်ကိုပြဿနာရှာခြင်းခံရတယ်အဓိကအထက်လူကြီးတွေပြဿနာရှာခြင်းခံရတယ်အခြေခံလူရန်စားတွေဆိုရင်လည်းဒီတစ်ပတ်တာကာလထဲမှာကိုကဘယ်လောက်ကြီးပဲကောင်းအောင်လုပ်လို့ကိုယ့်ကိုအထက်လူကြီးကိုယ့်ရဲ့အထက်ကလူကဟိုအပြစ်မြင်တာတွေမကောင်းပြောခြင်းမျိုးတွေအဲ့ဒါတွေကိုခံရတတ်တဲ့ကာလ အဲ့ဒီအတွက်စိတ်တူစိတ်ဆက်တာမျိုး ရှိတဲ့သူမျိုးတွေဆိုရင်ဒီတစ်ပတ်တာကာလနဲ့မှာအလောက်ကနေထွက်တယ်ဆိုတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့တီးခံပြီးတော့ဖြတ်တန်းဖို့တော့လိုပါတယ်ပြီးတော့ဗုဒ္ဓဥတ္တမီကိုယ်ပိုင် လုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုရင်လုပ်ငန်းခွင်ကနေပြီးတော့မထင်မှတ်ထားပဲနဲ့ရိုးပေါက်ကြီးမမပေါ်ပေါ်လွတ်တတယ်အဲ့ဒါက ကိုအနေနဲ့လုံးဝကိုဟိုတခြားအလုပ်တစ်ခုကိုအားထည့်နေတဲ့အချိန်မှာနောက်ထပ်အလုပ်တစ်ခုကနေပြီးရုပ်ဘောဖြစ်တာမျိုးတွေအဲ့ဒီအလုပ်တော့ကိုငွေကြေးတွေစိုက်ထုတ်ရတာမျိုးတွေဖြစ်တတ်ပါတယ်ပြီးတော့ဗုဒ္ဓဥသမီပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ဒီဘက်တာကာလာထဲမှာပညာရေးနဲ့ပတ်သက်ရင်ဒီကာလာထဲမှာမရွေးချယ်တင်သေးဘူးမဆုံးဖြတ်တင်သေးတဲ့ကာလာဖြစ်ပါတယ်လောက်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်လည်းအဲ့ဒီအတိုင်းပါပဲဒီကာလာထဲမှာလှုပ်ဆောင်တာမျိုးလှုပ်လိုက်လျှောက်တာမျိုးဆိုရင်မိမိအနေနဲ့လုံမဖြစ်တာမျိုးတွေဖြစ်တတ်ပါတယ် ပြီးတော့ငွေချင်းနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့ဗိုလ်ဒုသားသမီးတွေနဲ့ဒေဘတာကာလာမှာယာကင်နှုံး30လောက်ပဲကောင်းတဲ့ကာလာဖြစ်တဲ့အတွက်ဖြစ်နိုင်မယ်ဆိုရင်လုံးဝမလုံတင်သေးတဲ့ကာလာပါပဲနိုင်ငံအခြားသွားမယ်လို့ကြံထားတဲ့သူတွေဆိုရင်တော့မိတ်ဆွေအပေါင်းအသင်းကိုအကြောင်းပြုပြီးတော့အေဂျင်ကောင်းတာမျိုးနိုင်ငံခြားခီးကိစ္စမှာအဆင်ပြေချောသွားတာမျိုးတွေဖြစ်ဖို့ရှိပါတယ်။ဂျမိုင်းနဲ့ပတ်သက်ရင်တော့ဗိုလ်ဒုသားသမီးတွေအနေနဲ့သွေးပေါင်ကြတာမျိုးမူးတာမျိုးအဲ့ဒီဝေဒနာလေးတွေကိူးဆိုင်ပေးဖို့လိုအပ်ပါတယ်။ ငယ်ရွယ်သူဗုဒ္ဓဦးသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာလက်ရှိကိုယ့်ရဲ့ချစ်သူအပြင်အရင်ကအတိတ်ကပတ်ခဲ့တတ်ခဲ့တဲ့အခြေဟောင်းမျိုးတွေနဲ့ပြန်လည်ဆုံစည်းတာမျိုးတွေ့တာမျိုးတွေဖြစ်ဖို့ရှိပါတယ်။အဒီအတွက်လည်းလက်ရှိအခြေရင်းမှာအနေငယ်စကားများတာမျိုးကတိကောဖြစ်စရာမျိုးတွေတော့ကြုံဖို့ရှိပါတယ်။ပြီးတော့အိမ်အောင်တဲ့ဗုဒ္ဓဦးသားမီးတွေအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်အောင်ရေးမှာကံကောင်းခြင်းတွေလာတတ်တယ်။အဲ့ဒီကံကောင်းခြင်းကအဆောက်အအုံပုံကိုမျိုးတွေနဲ့ဆိုင်တတ်တယ်။ ကိုကတည်တည်ဖြစ်စေမတည်တည်ဖြစ်စေကိုရရဲ့အိမ်တော်ကြီးကိုစောင့်ရှောက်တဲ့အဆောက်ရှောက်ကြောင့်အိမ်တော်ကြီးမှလည်းတာယာဖို့ရှိသလိုဝင်ငွေလမ်းတွေမှလည်းစီးပွားတက်လာဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ထီထုံးမယ်ဆိုရင်တော့ဘောရူသားမိတွေနဲ့6နဲ့1ကိုပေါအောင်ထိုးရပါ။ရဲတရားအနေနဲ့ကတော့ကိုရဲ့အိမ်အနီးနားမှာရှိတဲ့ဖျားတဆူဆူရဲ့ဘောရူတောက်ကိုသွားပြီးတော့ရက်6လက်ဖျားကိုလူတန်းပေးပါ။ ရက်ဆိုတာကထီတကုံကုတ်ကားဆိုင်တွေမှာ ရောင်းတယ်ဟိုထီတို့တကုံတို့ကုတ်ကားတို့ဝါးနေလောက်ထားတဲ့ရက်နော်။ဘာအောင်ပဲဖြစ်ဖြစ်ရပါတယ်။အဲ့ဒီရက်6တက်ကိုကိုယ့်ရဲ့ဗုဒ္ဓဟူးတောင်းမှာဖရာကိုလူတန်းပေးပါ။ဘယ်နေ့ဘယ်အချိန်ပဲဖြစ်ဖြစ်သွားလို့ရပါတယ်။အဲ့ဒီရာကိုပြုလိုက်မယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရတာရရှိစေမှာဖြစ်ပါတယ်ဗျာ။အခုဟောကြားပေးတော်တာကဗုဒ္ဓဟူးသားသမီးတွေရဲ့အတွက် ဖြစ်ပါတယ်ဗျာ။အခုထပ်မှန်ပြီးဟောကြားပေးမှာကကျာသာဘေးသားသမီးတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာ။ ဂျာကာဘေးတာလမီရည်နဲ့ဒီရဘတာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကဒီဗေးလို့ခေါ်တဲ့နမိတ်ကပြအကြီးဆုံးနေပါတယ်ဒီဗေးလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်ဂျာကာဘေးတာလမီရည်နဲ့ဒီကာလာဟာကိုယ့်ရဲ့တန်ရောစင်တွေကြောင့်ပူတော်အားတက်တဲ့ကာလာဒီကာလာထဲမှာမိမိကဟိုအလောက်ကင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့လှုပ်ဆောင်တဲ့အရာတွေမှာအဓိကကအဲ့ဒီအပိုင်းတွေမှာပြဿနာပေါ်တာမဟုတ်ပဲနဲ့ကိုယ်ချစ်တဲ့သူတွေမိတ်ဆွေတွေတငယ်ချင်းတွေမိသားစုဝင်တွေသားသမီးတွေနော်ကိုယ်ဇနီးမယား လင်းရောက်ကြတယ်အဲ့ဒီလိုမျိုးကိုတန်ရောစဉ်ရှိတဲ့သူတွေကြောင့်အဓိကပူလောင်ရတတ်တဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာတဲရောကလမ်းညွန်ထားတဲ့အရာကတော့အဲ့တန်ရောစဉ်တွေကိုရှော့ချဖို့ပဲတိုက်တွန်းထားပါတယ်ပြီးတော့ကြတာပေးသားသမီးတွေအနေနဲ့ဝန်ထမ်းတွေအခြေခံလူန်းစားတွေဆိုရင်လည်းဒီတစ်ပတ်တာကာလတမလုပ်ငန်းနဲ့ပတ်သက်ရင်အဆင်ပြေချောမွေ့နေလိမ့်မယ်။ဒါပေမဲ့ကိုချစ်ခင်တဲ့တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းကိုအကြောင်းပြုပြီးတော့ပြဿနာပေါ်ပေါက်တတ်တယ် ရှေ့ဘက်မှာပြောခဲ့သလိုတန်ရုံးစိန်ကြောင့်ပူလောင်အတက်တယ်ဆိုတာအဲ့ဒါကိုပဲပြောတာပါအဲ့တော့ကိုပေါင်းတင်နေတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့သတိပြုပြီးတော့ဆက်ဆံပေါင်းတင်ဖို့လိုအပ်ပါတယ်ကိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုရင်လည်းလုပ်ငန်းဝင်ထဲမှာတန်ရုံးစိန်ရှိတဲ့သူကြောင့်အလုံးနဲ့ပတ်သက်ပြီးတော့ပြက်ပြားတာမျိုးအလုံးမှာအရန်ကိုပြဿနာပေါ်တာမျိုးတွေဖြစ်တတ်ပါတယ်သတိပြုဖို့လိုပါတယ်ပြီးတော့ဇာတာပေးသားသမီး ပညာရေးကိစ္စ NLP ကိစ္စဖြေဆုံမဲ့သူတွေနဲ့ဒီဘက်တာကာလာတွေမှာပညာရေးနဲ့ပတ်သက်ရင်မိတ်ဆွေအပေါင်းအသင်းကြောင့်ပြပြတက်တယ်လို့မိတ်ဆွေအပေါင်းအသင်းတွေကြောင့်လမ်းလွဲတက်တဲ့အတွက်သတိပြုဖို့လိုအပ်ပါတယ်။နိုင်ငံခြားသွားမယ်လို့ကြံထားတဲ့သူတွေနဲ့ဒီဘက်တာကာလာတွေမှာနိုင်ငံခြားခီးကိစ္စတွေမှာအောင်မြင်ဖို့ရှိပါတယ်။ဒါပေမဲ့တိုးထဲတယောက်တည်းပဲလှုပ်ဆောင်ပါ။ဟိုအဖော်ပေါင်းနဲ့လှုပ်ဆောင်တာမျိုးတွေအဖော်ပေါင်းကိုအားကိုးတာမျိုးတွေတွဲဖက်ပြီးလှုပ်ဆောင်တာမျိုးတွေထက်တိုးတယောက်တည်းလှုပ်ဆောင်မှုတွေကြောင့်အောင်မြင်ဖို့ရှိပါတယ်။ပြီးတော့ အလောက်ကန်အင်တာဗျူးနဲ့ပတ်သက်ရင်ဒီတစ်ပတ်ကာလတည်းမှာအလောက်ကန်အင်တာဗျူးတွေကရရှိဖို့ခက်ခဲသေးပါတယ်။ထပ်ပြီးတော့စူးစမ်းဖို့ရှိပါသေးတယ်။ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့ကြာသပတေးတာသမီတွေအနေနဲ့ဒီတစ်ပတ်ကာလတည်းမှာရာခိုင်နှုန်း60လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင်တော့လှုပ်ဆောင်လို့ရပါတယ်။ဒါပေမဲ့အရင်တော့အာမထဲပါနဲ့။ကျန်းမာရေးနဲ့ပတ်သက်ရင်အဆုံနဲ့ပတ်သက်တဲ့ဝင်လာလေးတွေကူးဆိုင်ပေးပါ။ငယ်ရွယ်သူကြာသပတေးတာသမီတွေအနေနဲ့အခြေရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်ကာလတည်းမှာချစ်သူရဲ့တစ္ဆာဖောက်ခြင်းခံရတတ်တယ်။ ကိုနဲ့ကိုချစ်သူကြမှာတခြားဝင်လာလိမ့်မယ်အဲ့ဒီဝင်လာတဲ့အရာကကိုကိုတစ္ဆာဖောက်တာမျိုးတွေဖြစ်တတ်ပါတယ်ကိုချစ်သူအနေနဲ့เนาะပြီးတော့အိမ်အောင်တဲ့ကြာတာဘေးသားမီးတွေအနေနဲ့အလုံးအစ်အစ်အကြံဒီအစ်အစ်စိတ်ကူးအစ်အစ်တွေကိုစတင်ဖို့ရှိပါတယ်ဒါပေမဲ့အဲ့ဒီစတင်ခြင်းတွေကိုအလောတကြီးစတင်တာမျိုးတော့အဖြစ်မခံပါနဲ့ပြီးတော့တူတဲ့တယောက်တည်းစတင်တာမျိုးတဲ့ဆိုင်ရင်မိတ်ဆွေအပေါင်းအသင်းတွေဆက်တူတွေနဲ့စတင်တာမျိုးကပို့ပြီးတော့ကောင်းမွန်ပါလိမ့်မယ်ဒါကအိမ်အောင်တဲ့တွေအနေနဲ့ပါ ြော့ကြာသာပေးသားသမီးတွေနဲ့ထီထိုးမယ်ဆိုရင်ငားနဲ့တစ်ကိုပေါအောင်ထိုးပါရေတရားအနေနဲ့လမ်းပေါ်မှာတောင်းရနေတဲ့သူတို့ကိုငွေကြေးဌာနပြုပြီးတော့မိမိရဲ့လူရင်းစန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကကြာသာပေးသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကတောက်ကြသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ ။ကောက်ကြသားသမီးတွေနဲ့ဒီတပတ်တာကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကဟမ်မန်လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါလေ။ဒီနမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်တောက်ကြသားသမီးတွေနဲ့ဒီကာလာတွေမှာလုံသမျှတွေကအလွဲတွေဖြစ်တတ်တယ်။အလွဲတွေဆိုတာကိုလိုချင်တာကတက်ဆိုရင်နှိမ့်ရသွားတာမျိုး။အဲ့ဒါမျိုးအလွဲတွေဖြစ်တတ်တယ်။ပြီးတော့ကိုတကယ်တကယ်ကအဲ့ဒီမှာအလွဲဆိုတဲ့အရာမှာကန်ဆိုးတယ်လို့ပြောတာမဟုတ်ဘူးနော်။ကန်ကောင်းတာပဲဖြစ်ဖြစ်ကန်ဆိုးတာပဲဖြစ်ဖြစ်ဘယ်လိုအရာပဲဖြစ်အလွဲတွေဖြစ်တတ်တာမျိုး။ ကံအညံ့ကိုကိုကတွေးရမယ့်အရာမျိုးကြီးတယ်ကံအညံ့မဟုတ်ဘဲနဲ့ကံကောင်းတာမျိုးတွေပြောင်းရင်ပြောင်းသွားတတ်တာမျိုးနော်အဲ့ဒီလိုမျိုးအလွဲတွေဖြစ်တတ်တဲ့ကာလပါအဓိကကပြီးတော့တောက်ကြသားသမီးဝန်ထမ်းတွေအခြေခံလူန်းစားတွေအနေနဲ့ဒီတပတ်တာကာလဒီမှာကိုမလုချင်တဲ့ကိုမလိုချင်တဲ့ကိုမကင်တွယ်ချင်တဲ့အရာတွေကိုလောက်ကင်ရတတ်တယ်ကင်တွယ်ရတတ်တယ် ဒါပေမဲ့ခဏခဏပါပဲเนาะအဲ့ဒီအရာကြီးကိုကင်ရယ်ခိုင်းလို့ဆိုပြီးတော့အတင်းကြီးတွေစန့်ကျင်တာမျိုးတွေအထက်လူကြီးတွေနဲ့ပြဿနာဖြစ်တာမျိုးတွေလုံးဝကိုဒါကြီးကိုမလုပ်ချင်လို့ဆိုပြီးတော့အလောက်ကနေနားထားတာမျိုးဟုတ်ခွင့်ယူတာမျိုးဒါမှမဟုတ်ရင်လည်းအလောက်ကနေထွက်တာမျိုးအဲ့လောက်ထိမလိုအပ်ပါဘူးเนาะမိမိရဲ့အနေနဲ့အခုလက်ရှိခေတ္တခဏကိုမလို့ချင်တဲ့အရာကိုကင်တွယ်လောက်ကင်ရတဲ့အရာကခဏပါပဲเนาะအဲ့ဒီအတွက်တီးခံဖို့လိုပါတယ်ပြီးတော့တောက်ကြသားသမီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ဒီဘက်တာကလာတဲ့မှာငွေအရန်ကိုငွေကုန်ကြေးကြများဖို့ရှိတယ်လို့ငွေအထွက်များဖို့ရှိတယ်။အဲ့ဒီအတွက်တော့မိမိအနေနဲ့စိတ်ပင်ပန်းရဖို့ရှိပါတယ်။ဒါပေမဲ့တစ်ဖက်ကနေပြီးတော့ဘာကောင်းကျိုးတွေဖြစ်လာဖို့ရှိတယ်ဆိုရင်မထင်မှတ်ထားတဲ့အရာတွေကနေပြီးတော့အလောက်ကန်ကောင်းတွေငွေအဝင်လန်းတွေဖြောင်းလာဖို့ရှိတဲ့ကာလပါပဲ။ပြီးတော့တောက်ကြသားသမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုတဲ့သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်အရင်ဖိအားမဝင်တဲ့ ုံမှန်အတိုင်းလေးပဲကြိုးစားဖိအားရမ်းဝင်လိုက်တဲ့ခါကျရင်ကျမ်းမာရေးခြူရသွားဖို့ရှိတယ်ဒီကလာထဲမှာတောက်ကြသားသမီးတွေနဲ့ပညာရေးမှာအရင်အားထည့်လိုက်တဲ့အတွက်ကျမ်းမာရေးတွေထိခိုက်သွားတာမျိုးတွေဖြစ်တတ်ပါတယ်ပြီးတော့တောက်ကြသားသမီးအလောက်ကန်အင်တာဗျူးနဲ့ပတ်သက်ပြီးတော့လောက်ကန်နေတဲ့သူတွေရှာဖွေနေတဲ့သူတွေဆိုရင်ဒီတစ်ပတ်တာကာလာထဲမှာလောက်ကန်အစ်စ်တွေရဖို့ရှိတယ်ဒါပေမဲ့ကိုလိုချင်တဲ့အလုပ်မျိုးတိုက်ရိုက်တော့မဟုတ်ပါဘူး ပြီးတော့နိုင်ငံခြားတောင်းမယ်လို့ကြံရထားတဲ့သူတွေအနေနဲ့ကတော့ဒီတစ်ပတ်တာကာလထဲမှာနိုင်ငံခြားခီးနဲ့ပတ်သက်ရင်အရင်ကတည်းကလှုပ်ထားတာကြာပြီအခုမှစပြီးတော့ထွက်ဖို့အတွက်ကိုစောင့်ဆိုင်းနေတဲ့သူတွေဆိုရင်သတင်းစကားကောင်းနေကြားတတ်တယ်ဒီကာလထဲမှာထွက်ရတတ်တယ်အခုမှစတင်ပြီးလုပ်မဲ့သူတွေဆိုရင်တော့အနေငယ်ကြံ့ကြဖို့ရှိပါသေးတယ်ငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကင်နေတဲ့တောက်ကြသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလထဲမှာငွေကရလန်းတဲ့ဆိုင်ကုန်လန်းကများနေတာမျိုးဖြစ်တဲ့အတွက်ဖြစ်နိုင်မယ်ဆိုရင်မလုတ်ကင်တင်တဲ့ကာလလည်းဖြစ်ပါတယ် ျမ်းမာရေးနဲ့ပတ်သက်ရင်တောက်ကြသားသမီးတွေနဲ့ဒီဘက်တာကာလာတွေမှာသွေးပောင်ကြတာမျိုးသွေးအားနည်းတာမျိုးအဲ့ဒီဝေဒနာလေးတွေကယူဆိုင်ပေးဖို့လိုအပ်ပါတယ်။ငယ်ရွယ်သူတောက်ကြသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်တောင်းတဲ့တယောက်အရင်ကဟိုကိုနဲ့သူနဲ့ဖြတ်သန်းခဲ့တဲ့အခြေအနေတွေကိုပြန်လဲတုံးသက်မိတတ်တဲ့ကာလငါတို့တွေခြေသူတရားဖြစ်လာတာ၃နှစ်ကြာပြီ၅နှစ်ကြာပြီ၄နှစ်ကြာပြီတချို့ရေ၁၀နှစ်ကြာပြီဒီအခြေအနေဆက်ခတ်ပြီးတိုးတက်လာတာပါရှိတယ်ဘာမှမရှိဘူးအဲ့အဲ့ဒီလိုမျိုးတွေ အတိတ်ရဲ့အခြေအနေတွေကိုပြန်တုံးသက်ဖြစ်တာမျိုးတချို့ရေဆိုရင်တရားနဲ့တရားငါတို့တွေမှာချစ်သူတရားတစ်နှစ်ကြာပြီအဲ့တစ်နှစ်အတွင်းမှာဟိုရန်တက်နေတာများတယ်တရားနဲ့တရားအေးအေးဆေးဆေးဆိုတဲ့အချိန်ကနည်းတယ်အဲ့အဲ့ဒီလိုမျိုးတွေပြန်ပြီးအတိတ်ရဲ့သင်္ကန်းစာယူရမယ့်အရာတွေကိုပြန်လဲဆုံး ဟိုတုံးတက်မိတတ်တဲ့ကာလအဲ့လိုတုံးတက်ခြင်းနဲ့အတူဆုံးဖြတ်ချက်တွေချမိတတ်တဲ့ကာလဖြစ်ပါတယ်။ပြီးတော့အိမ်အောင်တဲ့တောက်ကြသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာအိမ်အောင်ရေးနဲ့ပတ်သက်ရင်အိမ်အောင်ဘက်ကျမ်းမာရေးခြူရတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။အဲ့ဒီအတွက်အနေငယ်စိတ်ဆင်းရဲရဖို့ရှိပါတယ်။ကိုရီးယားအိမ်အောင်ရေးမှာတော့ကြီးမားမားထိခိုက်တာမျိုးတခြားကိစ္စတွေတော့မရှိပါဘူး။ထိထုံးမယ်ဆိုရင်တော့တောက်ကြသားသမီးတွေနဲ့နှစ်နဲ့လေးကို ပေါအောင်ထိုးပေးပါ။ရေရာအနေနဲ့ကတော့လမ်းပေါ်မှာရှိတဲ့ခွေးကိုအစာကျွေးပြီးတော့မိမိရဲ့လိုအင်စာရတွေကိုလေးလေးနက်နက် အာယုံပြုပေးပါအဲ့ဒါဆိုရင်ကိုစီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးတော့တာကတောက်ကြသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာအခုထပ်မံပြီးဟောကြားပေးမှာကစနေသာသမိတွေအတွက်ဖြစ်ပါတယ်ဗျာစနေသာသမိတွေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားက high priestel လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ဒီနမိတ်ကပြားကြီးစိုးနေတာဖြစ်တဲ့အတွက်စနေသာသမိတွေနဲ့ဒီကာလာထဲမှာ ကိုယင်ထဲကဖြစ်ချင်တဲ့ဆန္ဒတွေလှုပ်ချင်တဲ့အရာတွေနဲ့တလွဲတွေအခြေအနေတွေကိုလှုပ်ဆောင်နေရတာမျိုးအဲ့တော့ဒီတစ်ပတ်ကကာလထဲမှာစနေသားသမီးတွေအနေနဲ့ယင်ထဲကဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြစ်ခွင့်သိမ့်နေရတဲ့ကာလဒီကာလထဲမှာမိမိကဟိုလှုပ်ချင်တဲ့ဘာလို့လှုပ်ကင်လိုက်ချင်တဲ့ဘယ်အရာကိုလို့လိုချင်တဲ့အဲ့ဒီအရာတွေကိုလောလောဆယ်မှာလှုပ်ကင်လို့မရသေးတာလှုပ်ဖို့အတွက်အခွင့်အလမ်းမဖန်တီးနိုင်သေးတာအဲ့အခွင့်အလမ်းကောင်းနေနဲ့ကိုယ်နဲ့လွှဲချော်နေသေးတာပြီးတော့စနေသားသမီးတွေအနေနဲ့ ဝန်ထမ်းတွေအခြေခံလူမ်းစာတွေဆိုရင်ဒီတပတ်တာကာလတွေမှာလုပ်ငန်းခွင်ထဲမှာမပျော်တာမျိုးဖြစ်တတ်တယ်မပျော်တာကကိုလှုပ်ချင်တဲ့အရာကိုလှုပ်ခွင့်မရတာမျိုးရယ်ပြီးတော့ကိုတွဲဖက်မလှုပ်ချင်တဲ့သူမျိုးတွေနဲ့တွဲလုံနေရတာမျိုးတွေကြောင့်မပျော်မွေ့တာမျိုးဖြစ်ပေါ်ရှိပါတယ်ပြီးတော့ကိုပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေအနေနဲ့ဒီတပတ်တာကာလတွေမှာစာရေးကိရိယာနဲ့ဆက်ဆက်တဲ့လုပ်ငန်းမျိုးတွေဆိုရင်ကြီးပွားဖို့ရှိပါတယ်ဒီကာလတွေမှာအရန်အောင်မြင်ဖို့ငွေဝင်ကောင်းဖို့ရှိတယ်တခြားအလုပ်တွေဆိုရင်တော့ဒီကာလတွေမှာအိတ်ဆိုင်နေရတာပဲများနေတတ်ပါတယ် ပြီးတော့စနေသားမီးပညာရေးကိစ္စအင်တာဗျူးကိစ္စဖြေဆိုမဲ့သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်ဒီကာလအရန်ကောင်းတဲ့ကာလလို့ပြောလို့ရပါတယ်ပညာရေးနဲ့ပတ်သက်ရင်သင်ယူသင့်တယ်လေ့လာသင့်တယ်ဒီကာလမှာရှာဖွေသင့်တယ်အလောက်ကအင်တာဗျူးနဲ့ပတ်သက်ရင်တော့ဒီကာလထဲမှာကိုအကူအညီတောင်းထားတဲ့သူတွေရဲ့ကိုကိုမျက်နှာလွယ်ခဲပြည့်ဆိုသလိုမျိုးလေးလူရှုခံရတာမျိုးတွေကြောင့်ဝန်내ရတတဲ့ကာလအလောက်ကိုင်းနဲ့ပတ်သက်ရင်အင်တာဗျူးကိစ္စတွေမှာအဆင်မပြေနိုင်သေးတဲ့ကာလဖြစ်ပါတယ်ပြီးတော့ စနေသားသမီးတွေအနေနဲ့နိုင်ငံခြားတောမယ်လို့ကြံရထားတဲ့သူတွေဆိုရင်ဒီကလာထဲမှာဆာရဲဆာတန်းပိုင်းနဲ့ပျောက်ရှတက်လို့သတိပြုဖို့လိုအပ်ပါတယ်ဒီကလာထဲမှာဆာရဲဆာတန်းပိုင်းနဲ့ပတ်သက်ရင်သတိကြီးကြီးထားတဲ့ကာလဖြစ်ပါတယ်ပြီးတော့စနေသားသမီးငွေကြေးနဲ့ပတ်သက်ပြီးစွန်စားလောက်ကန်နေတဲ့သူတွေအနေနဲ့ဒီရက်ပတ်တာကာလထဲမှာငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကန်ခြင်းတွေမှာရာခိုင်နှုန်း80လောက်ထိကောင်းတဲ့ကာလဖြစ်တဲ့အတွက်အားထည့်ပြီးလုပ်လို့တော့တင်းတဲ့ကာလလည်းဖြစ်ပါတယ်စနေသားသမီးတွေအနေနဲ့ဒီရက်ပတ်တာကာလထဲမှာကျန်းမာရေးနဲ့ပတ်သက်ရင် အစာအိမ်ပြီးတော့တဲ့အခါကျတော့ရှင်ဘက်ထဲမှာနေလို့မကောင်းတာမျိုးအဲ့ဒီလိုဝင်လာလေးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။ငယ်ရွယ်သူစနေသားသမီးတွေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီကာလအမှားမခံတဲ့ကာလတယောက်နဲ့တယောက်ချစ်သူတွေလမ်းခွဲသွားရဆိုတာဒီလိုကာလမှာဖြစ်တတ်ပါတယ်။အဲ့တော့သတိပြုဖို့လိုပါလေဒီကာလထဲမှာစကားမလို့မရဘူးတယောက်နဲ့တယောက်ပြဿနာဖြစ်တဲ့ဆိုရင်ပြဿနာတွေကိုဆွဲဆန့်သွားလို့မရဘူး။ဒီကလာထဲမှာဖြစ်နိုင်မယ်ဆိုရင်တိခံဖို့လိုတယ်ပြဿနာဘက်ကိုတွားနေပြီဆိုရင်ရှော့ချလိုက်ဖို့လိုတယ် ပြီးတော့အိမ်အောင်တဲ့စနေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလနဲ့မှာအိမ်အောင်ရေးမှာပုံမှန်အတိုင်းလေးပဲဖြတ်တန်းနေဖို့ရှိတယ်ဒါပေမဲ့ကျမ်းမာရေးကိုအကြောင်းပြုတဲ့ကိစ္စလေးတွေမှာတော့အနေငယ်စိတ်ပင်ပန်းရတာမျိုးစိတ်ညစ်ရတာမျိုးတွေတော့ဖြစ်ဖို့ရှိပါတယ်ထီထုံးမဲ့ဆိုရင်စနေသားသမီးတွေနဲ့နှစ်နဲ့ရှစ်ကိုပေါအောင်ထိုးပေးပါရေရရာအနေနဲ့ငှက်လွတ်တာမျိုးငှက်အစာကျွေးတာမျိုးငါးလွတ်တာမျိုးငါးအစာကျွေးတာမျိုးအဲ့ဒီလိုပြုလုပ်ပေးပါအဲ့ဒါဆိုရင် ကိုယ့်စီကိုကောင်းသောကန်တရားရိုက်တာရရှိစေမှာဖြစ်ပါတယ်ဗျာ အခုဟောကြားပေးသွားတာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ